အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းပေါ်ပေါ် channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့စနေနေ့ညမှာကြံမဲ့ဘန်လီနဲ့ချယ်ဆီတင်းပွဲစဉ်ရဲ့ပွဲကြို30ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့စနေနေ့ညမြမဆန်တော်ချိန်9:00နာရီမှာကစားမှာဖြစ်ပါတယ်အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ချယ်ဆီနေတဲ့ဒီပွဲစဉ်ကိုသာအနိုင်ရလိုက်ပြီဆိုရင်ဒီ Newcastle Manchester City ပွဲမကန်ခင် Arsenal နဲ့၃မှတ်กว่าအနေအထားအဆင့်နှစ်နေရာကိုယာယီတက်လန်းနိုင်ပဲဒါအပြင် ဒီ Manchester City ပွဲကရလက်တစ်မျိုးတစ်ပုံ ဖြစ်ခဲ့ရင်ဒီ Chelsea နေနဲ့အဆင့်နှစ်နေရာကို official တက်လန်းနိုင်မဲ့အခွင့်အရေးရှိနေပါတယ်။ဒါကြောင့်ဒီအခွင့်အရေးကို Enzo Maresca အနေနဲ့မိမိရရအသုံးချဖို့လိုအပ်ပါတယ်။ Enzo Maresca နဲ့တခုပဲဒီကြောင်မလုပ်ဘူးအဲ့ဒါဘာလဲဆိုတော့ဒီ quarterback နဲ့ပွဲစဉ်တုန်းကလို့ဒီ center back အတန်းမှာဆိုရင်ဒီတချို့ဒီအရန်ကစားသမားတွေကိုအသုံးမပြုဘူးပဲအရန်ကစားသမားဆိုတာထက်ဗျာပြောချင်တဲ့သဘောတရားက ဒီ6လိုးပါးနဲ့ဖူပန်းတာတွဲဆိုဘာပဲပြောပြောဒီတိုဆန်နဲ့ဒီဂျော်ဒန်ဟာတိုထက်စာရင် ပို့ပြီးတော့အတွဲဖက်မိတယ်ဒါကြောင့်ဒီအန်ဆိုမာရက်စ်ကာနေနဲ့ဒီဒီဂျာရီထဲမှာကံမဲ့ဒီဘာစီလိုနာနဲ့ချန်ပီယံလိပွဲကိုခဏထားသူလက်ရှိအာလက်ရှိပွဲကိုပဲအထူးအာရုံစိုက်ပြီးတော့ကစားဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဟိုနောက်ပွဲကနောက်မှဗျာပြောချင်တဲ့သဘောတရားကဒီဒီပွဲကလက်ရှိအနေအထားတွေကိုအဆုံးဖြတ်ပေးမှဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ပွဲမှာဆိုရင်ဒီဆန်နာဘတ်တွဲဆန်နာဘတ်တန်းမှာဆိုရင်ချာလိုဘားနဲ့ဒီခုနပြောတဲ့ဖူမာနာကိုတုံးပြူတင်ပါတယ်တိုဆန်နဲ့ဂျော်ရန်ဟတ်တိုတွဲကိုခဏအောက်ထားပြီးဒီနေ့ပွဲမှာဆိုရင်ဒီတွဲကိုအတုံးပြူတင်ပါတယ်ဆိုတော့ချဲစီရဲ့လက်ရှိကားဒန်ဖောင်ကတော့ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်၄ပွဲနိုင်ပြီးတော့တပွဲရှုံးနေထားတယ်ရှုံးနေတဲ့ဘွဲကအိမ်ဝဲမှာဆန်နာမက်တင်ကိုနှစ်ကိုးတကိုးနဲ့ရှုံးနေတာလေဒီအသီးမှာချယ်စီရဲ့ပြဿနာကဘာလို့ထင်လဲ ်ချယ်ဆီကဒီအားဒီမှာလုံးဝကိုမတ်စဝင်းဂိမ်းဖြစ်မဲ့ပွဲစဉ်တွေကိုအနိုင်ရအောင် မစွမ်းဆောင်နိုင်တာပဲအဲ့ဒါဒီချယ်ဆီရဲ့ဒီအားဒီအဓိကပြဿနာစဉ်းစားကြည့်သူတို့ဒီအိမ်ဝင်းမှာဆိုရင် Brighton ကို၃ဂိုးတခုနဲ့ရှုံးနေဆန်ဒါလန်ဒင်းကိုအိမ်ဝင်းမှာ၂ဂိုးတခုနဲ့ရှုံးနေဒီပွဲစဉ်တွေကချယ်ဆီအနေနဲ့လုံးဝကိုမတ်စဝင်းဂိမ်းဖြစ်ရမဲ့ပွဲစဉ်တွေဒီပွဲစဉ်တွေအမှတ်ရောက်ခဲ့လို့ချယ်ဆီအနေနဲ့ဒီရှိတဲ့တဲ့အနေအထားတစ်ခုမှာရှိနေတာဖြစ်ပါတယ်ဒါဘာပဲဖြစ်ဖြစ်အစိုးရအကောင့်ကိုဒီသင်ခန်းစာယူရမယ် ဒီပွဲတစ်ခုလာမဲ့ပွဲဒီဘန်လင်းနဲ့ပွဲစဉ်ကိုချယ်ဆီအနေနဲ့အရင်ပွဲစဉ်တွေလုံးကလို့မဖြစ်အောင်အထူးဗျူးဆိုင်ဖို့လိုအပ်ပါတယ်။တစ်ဖက်ကဘန်လီအသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဝက်ဆန်ယူနိုက်တက်ကို3-2နဲ့ရှုံးနေထားတယ်။နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်2ပွဲနိုင်ပြီးတော့3ပွဲရှုံးနေထားတယ်။နောက်ဆုံးကစားခဲ့တဲ့ဒီရလက်တွေကိုကြည့်မယ်ဆိုရင်ချယ်ဆီကဘန်လီထက်အများကြီးပိုကောင်းတယ်လို့ပြောလို့ရတယ်။ချယ်ဆီရဲ့တော့ဒီပွဲမှာကံမဲ့ဖြစ်နိုင်ွယ်လူစင်းကိုဆက်ပြီးဆွေးနွေးကြည့်အောင်။ချယ်ဆီအနေနဲ့ပြီးခဲ့တဲ့ ဒီ overhand ကိုနိုင်ခဲ့တဲ့ပွဲစဉ်ကလူစင်းကိုဒီတနည်းနဲ့နည်းလောက်ပဲပြောင်းလဲလုပ်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဟိုသူတို့ပြောင်းလဲခြင်းရင်ဗျာဒီ netto နေရာမှာဒီ aster bell ကိုသုံးမယ်ပြောင်းနောက်ပြီးရင်ဒီ melo custo နေရာမှာ reach chain ကိုသုံးမယ်ဒီလောက်ပဲပြောင်းလဲလိုက်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့ဒီ dealer ကိုသူတို့ဒီပွဲမှာပြန်ပြီးပွဲထုတ်လိုက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲဆိုတော့ champion league မှာဆိုရင် job patrol ကိုပြန်ပြီးတော့တိုက်ဆက်မြားဦးမှာ ပြန်ထားနိုင်ပွဲရှိတယ်။နောက်ပြီးဒီမဲလိုကူစတိုနီယာမှာဆိုရင်ချန်ပီယံလိမှာဆိုရင်ဒီ risk chain ကိုထားနိုင်တော့တဲ့အကြောင်းဒီဘွဲမှာဆိုရင်မဲလိုကူစတိုပဲဖြစ်ဖို့များတယ်။ဆိုတော့မဲလိုကူစတိုကဒီ full back နေရာမှာရှိမယ်။ဒီ center back အတွဲမှာဆိုရင်တော့ဒီချာလိုဘားနဲ့ဖိုဘာနာအတွဲပဲဖြစ်မယ်။ဒီ drive back တနေရာမှာဆိုရင်ကူကူရဲလာရှိမယ်။ကွင်းလေဒီ midfield မှာဆိုရင်တို့တို့ Enzo Fernandez နဲ့ Kai Siro အတွဲကိုသုံးဖို့များပြီးတော့ဒီဝင်းကားနေရာမှာဆိုရင် Netto နဲ့ Garnacho ပဲဖြစ်ဖို့များတယ်။ number 10 row နေရာမှာဆိုရင် Jobetto အထောက်တိုက်စစ်နေရာမှာဆိုရင်ဒီဒီ လီယန်ဒီလက်ရှိမယ်ဆိုတော့ဟိုလူသင်းကတနည်းနဲ့တနည်းလောက်ပဲပြောင်းလဲလုပ်ဖို့ဝယ်ရှိတယ်ဒီနှစ်သင်းကြားနောက်ဆုံး6ကြိမ်ထိတဲ့လူဆိုမှုကိုကြည့်မယ်ဆိုရင်ချယ်ဆီက၄ကြိမ်နိုင်ပြီးတော့2ကြိမ်သေရကြထားပါတယ်ဒီနောက်ဆုံး2ကြိမ်မှာဆိုရင်ချယ်ဆီအနေနဲ့ဒီ2022ခုနှစ်ကဒီ၄ခုကိုမရှိနဲ့5ပြတ်နိုင်တယ် ဒီ2023ခုနှစ်မှာဆိုရင်ဒီမမရဲ့ကိုပါမရဲ့ပင်နယ်တီအတွင်းကိုနဲ့အတူ၄ကိုကိုနဲ့ဂိုးပြတ်နိုင်တယ်ဆိုတော့ချက်စီအနေနဲ့ဒီဘန်လေးရဲ့ကွယ်နေနောက်ဆုံး၂ချိန်မှာဆိုရင်ဂိုးပြတ်တည်ကြီးပဲနိုင်ခဲ့တယ်ထိတဲ့တွေးဆမှုရတော့ချက်စီကဘန်လေးကိုဒီအစင်လာရအသာစီရနေတယ်လို့ပြောလို့ရတယ်ချက်စီအနေနဲ့ဒီပွဲစဉ်မှာဘလို့ကစားမှာလဲဝူဘာဟန်နန်ရဲ့ပွဲကလို့ဒီမဲလိုကူစတိုကိုဒီအင်ဗတ်တက်ဖူးဖက်ပုံစံမျိုးကစားပြီးတော့ဒီပွဲကိုကွင်းလေကနေအကောင်းဆုံးထိန်းချုပ်ပြီးကစားမှာလာဒါအပြင်ဒီ သူတို့အားသာတဲ့ဝင်ကားတွေကနေဒါရိုက်အတက်ဆန်ဆန်ကစားမှာလာအဲ့ဒီပွဲမှာဆိုရင်ဒီအန်ဆိုဖာနန်ဒက်ကပွဲရဲ့တန်ဖိုးကိုအကောင်းဆုံးအတင်ချလုပ်ပြီးတော့ကစားခဲ့တယ်ဆိုတော့ချယ်ဆီအနေနဲ့ဒီနေ့ပွဲထဲမှာခုနပြောခဲ့သလိုပဲအန်ဆိုမာရက်စကာအနေနဲ့ကြောင်မလုပ်ဖို့ပဲအရေးကြီးတယ်ပုံမှန်ပွဲထွက်နေကြလူစင်းကိုပွဲထွက်ဖို့လိုအပ်တာပါတယ်တစ်ဖက်ကဘန်လီအသင်းကတော့ဒီသူတို့အားသာတဲ့လောင်းဘောတွေကိုအသုံးပြုမယ်လောင်းဘောတွေနဲ့အတူဒါလိုက်ပလေးဆန်ဆန် ကစားတတ်ပါတယ်ဒါအပြင်သူတို့ကဒီဘောလုံးရပြီဆိုရင် area ထိပ်ကနေ long shot တွေကန်လေးကန်ထားရှိပါတယ်ဒါကိုခြေစည်းနေတဲ့ဒီထားဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်ဘန်လီကဒီအမြင်ဘောအားအသာရတဲ့ကြောင်းအမြင်ဘောကနေဒီအားပြုတ်ပြီးတော့ကိုရအောင်ကြိုးစားမယ်ခြေစည်းကဒီနေရာမှာဟိုအားနေချက်တခုရှိတယ်ပြဗာလဲဆိုတော့ခြေစည်းဒီရဒီမှာတချို့ပွဲစဉ်တွေမှာဆိုရင်အမြင်ဘောကတော်တော်လေးကိုအားနေတဲ့ဟိုတွေ့ရတယ်ဒါကြောင့်ခြေစည်းအနေနဲ့ကလည်းဒီပွဲစဉ်မှာ ျွန်တော်ပါဆင်ရဲ့အမြင်ဆိုရင်ချယ်ဆီလက်ဒီပွဲစဉ်မှာဂိုးပေးရနိုင်ရည်ရှိတယ်။ဒါကြောင့်အနှစ်ချုပ်ပြီးသုံးသက်ရမယ်ဆိုရင်ချယ်ဆီအနေနဲ့ဒီနှစ်ပွဲစဉ်မှာခက်ခက်ခဲခဲကစားပြီးအနိုင်ရသွားမဲ့ပွဲစဉ်တစ်ပွဲလို့မြင်မိပါတယ်။ညီကိုတို့အမြင်ရောဘလို့ရှိကြလဲ။ကောမမဝင်းအောင်မှတ်ချက်ရေးပေးသွားလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။